အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុបပါတယ် Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ Tottenham Hotspur အသင်းကအခုလက်ရှိမှာသူတို့နီးပြ Thomas Frank ကိုစပြီးတော့နည်းနည်းတော့စဉ်းစားလာပြီဖြစ်တယ်ဒါသူတို့၃ပွဲပေါ့ဒါမဲ့ပွဲစဉ်၅ပွဲက Spurs နီးပြရဲ့ Thomas Frank ကအနာဂတ်ကိုအဆုံးဖြတ်ပေးမယ်ဆိုပြီးတော့ပြောထားရကနေဒါအခုထပ်ပြီးတော့သူရှုံးပွဲတွေ့တယ်ဆိုတော့ Tottenham Hotspur ကအခု ်မြောက်လန်ဒန်ဒါဘီပွဲကိုလည်းရှုံးတယ်ပါရစ်စင်ဂျာမင်ကိုပွဲကိုလည်းရှုံးတယ်လန်ဒန်ဒါဘီဖြစ်ဖူလန်ကိုလည်းရှုံးတယ်ဒီနေ့ရာသီအတွင်းမှာစပါအသင်းကအင်ကွေးရလက်အဆိုးဝါးဆိုးအသင်းတွေကတသိမ်းဖြစ်ပြီးတော့ဖွင့်ပွဲမှာပွဲစဉ်တစ်မှာဘန်လီကိုနိုင်တယ်အဲ့ကနေမှဆင့်ဘုံမောက်ကိုရှုံးတယ်ဝူးဖ်ကိုသေးကြတယ်နောက်အက်စတန်ဗီလာကိုရှုံးတယ်ချယ်ဆီကိုရှုံးပြီးတော့အခုဖူအန်ကိုပါထပ်ရှုံးထားတယ်ဆိုတော့အခုလောလောဆယ်မှာသိုမတ်ဖရန်ဝက်က ။ PSG နဲ့ပွဲကလည်းအာဆင်နဲ့ပွဲလည်းသူရှုံးတယ်။ PSG နဲ့ပွဲလည်းသူရှုံးတယ်။နောက်အခု Fulham နဲ့ပွဲလည်းရှုံးတဲ့အခါမှာ Newcastle away ကျွန်တော်မြင်တော့ Newcastle away စပါဘလို့မှမဖြစ်နိုင်ဘူး။ပုံမှန်အဖြစ်တော့မှ Newcastle ဝေးကခတ်တဲ့အခါမှာဒီပွဲကိုသာထတ်ရှုံးမယ်။နောက် Brentford နဲ့ဒါအင်ကွဲပွဲတစ်ပွဲရှိတယ်။ဆိုတော့အဲ့ Brentford နဲ့ London Derby ပွဲဆိုတော့လာမယ့်ပွဲစဉ်တစ်ပွဲမှာ Spurs ရလက်မကောင်းရင် Spurs က Thomas Frank နဲ့မှာပြောင်းလဲလောက်ကောင်းလုံနိုင်တယ် ထော်တန်ဟော့စပါကနီးပြားတယောက်ကိုအပြောင်းလဲလုပ်ဖို့တိတ်ပြီးတော့တွေ့ဝင်နေတဲ့အသင်းပေါ့ဘူးအထူးသဖြင့်မရီဆီယိုပိုချီတီနိုကိုထုတ်ပြီးတဲ့အချိန်ကလေးကနေစပါကနီးပြားတစ်တင်ကိုခတ်သွတ်သွတ်ပြောင်းလဲလေးရှိတဲ့သူဖြစ်တဲ့အန်တိုနီယိုကွန်တီတောင်မှရာသီကုန်ထိမဆောက်ဘဲနဲ့လန်းခွဲခဲ့တာကိုကြည်ချအပြည့်ထော်တန်တို့အပြောင်းလဲကတိတ်ပြီးမခတ်ခဲ့ဘူးဆိုတော့ဒီနေရာမှာထော်တန်ဟော့စပါပေးတက်တီတို့တည်င်းကောင်းပဲပြောမလားဒါဟိုတနေ့က Athletic Club Athletic မှာပေါ်ပြရပို့မှာ Javi Hernandez က proper project တခုဆိုရင်သူ့အနေနဲ့ Premier League ကိုပြန်လာခြင်းနဲ့သူကဗျာသူ့ရဲ့ project ကအနည်းဆုံး၄နှစ်ရှိရမယ်သူ့အတွက်အချိန်၄နှစ်ပေးရမယ် project ကလည်းကောင်းရမယ်နောက်တစ်ခုက Premier League မှာလည်းဖြစ်မယ်ဆိုရင်အဲ့အသင်းကိုသူကင်တွယ်သွားဖို့ဆန္ဒရှိတဲ့ကြောင်း Athletic ရဲ့ interview မှာဖော်ပြထားတယ် Javier Hernandez က Barcelona လို့အသင်းမျိုးမှာ type ပဲချက်နေတာမှာသူကောင်းကောင်းအလုပ်လုပ်နိုင်ခဲ့တယ် Barcelona ရဲ့တကက်ထိုင်ကိုပိုကြီးချမှာ မရှိတဲ့လူလေးတွေနဲ့ Academy ကစားသမားတွေကိုအတုံးချပြီးတော့သူကောင်းကောင်းလုပ်ပြနိုင်တာကြီးကျွန်တော်ထင်တော့ Spurs အတွက်တစ်တော်တဲ့နီးပြပြ Spurs ကအခုနီးပြအပြောင်းလဲတော့လွတ်ဖို့တော့မသေးချဘူး Thomas Frank ကိုထုတ်ပြီးတော့နီးပြပြောင်းဒါပေမဲ့ Thomas Frank ကကျွန်တော်ခုနပြောသလိုပေါ့လေ Newcastle ရဲ့ပွဲကိုလည်းထပ်ရှုံးမယ် ိုက်မှာမှ Brentford ကိုပါရှုံးမယ်ဆိုတော့ကျွန်တော်ထင်တော့မသူမသေးကြဘူး။သူ့အတွက်ကဒါဘယ်လိုပြောမလဲသေချာပေါ့မသေးကြဘူး။သူ့ရဲ့အသေးဟောင်းဖြစ်တဲ့အတွက်ကြောင့် Brentford ကလည်းသူ့အတွက်မခက်ခက်ခဲတဲ့ပွဲပဲ။ဒါလက်ရှိ Spurs အသင်းမှာဗျာတကယ်တော့တိုက်ရှိကဆလန်ကီ injury ဖြစ်တယ်၊ Kolosowski injury ဖြစ်တယ်၊ James Maddison injury ဖြစ်တာမှန်ပေမဲ့တကယ်တိုက်စစ်မှာဗျာ Matitel ရှိတယ်၊ Kolomoani ရှိတယ်၊ Richarlison ရှိတယ်၊ Brandon Johnson ရှိတယ်၊ပြီးတော့မှ Odubel ရှိတယ်၊ Kudu ရှိတယ်။တကယ်ကို quality player နောက် ဘက်ဘွိုက်တယောက်ရှိတယ်10ယောက်9ယောက်ရှိတယ်ဗျာ option 9ယောက်ရှိတယ်မင်းဒီပြကမနေ့ကတောက်လျှောက်ခြေစွမ်းပြနေတယ်ဒါတော့မှတော့ကျွန်တော်စီမိုထက်ထက်လိုက်10ယောက်ရှိတယ်မနေ့ကတောက်လျှောက်ခြေစွမ်းပြနေတဲ့ Brandon Jones ကိုသူလုံးဝမကြိုက်တဲ့ပြဿနာတော်တော်ဆိုးတာပဲ Brandon Jones ကတကယ်တော့ Spurs မှာ old battle လဲပူကောင်းတယ် Richardson တို့ထဲထက်လဲပူကောင်းတယ်အဲ့သူ့ရဲ့ position မှာဆိုရင်နောက်ဒီအာဒီမှာ Spurs ခံစစ်မတည်ငြိမ်တဲ့ပြဿနာပေါ့လေဒါပေမဲ့ Javi Hernandez ကို Spurs ကသဘောကျနိုင်ပွဲရှိတယ်သူက ခု project ဖြစ်ရမယ်၄နှစ်လောက်အချိန်ပေးတဲ့ project ပြီးတော့ premier league အသင်းလည်းဖြစ်မယ်သူ့ကိုအချိန်ပေးပြီးတော့သူ့အတွက်လုံလောက်တဲ့ budget ရရင်အဲ့အသင်းကိုကိုင်ချင်တယ်ဆိုတဲ့ကြောင့် tournament ပေးတဲ့တည်းဘလို့မြင်လဲဘလို့မြင်လဲစပါးအသင်းနေနေရောဘလို့ထင်ကြတယ်စပါးပေးတဲ့တည်း Thomas Frank ကိုအပြောင်းလဲလုပ်ဖို့လိုအပ်ပြီလားဒါမှမဟုတ်ရှင် Thomas Frank ကိုချက်ပြီးတော့အချိန်ပေးတဲ့လားဒီလို Thomas Frank ကိုထုတ်မယ်ဆိုရင် Javi ကသူတို့အတွက်အကောင်းဆုံးနီးပြဖြစ်နိုင်လားကျွန်တော်ထင်တော့ Javi ဆိုရင်တော်တော်လေးစုဖြစ်မယ် ငွေလည်းတုံးမယ်လူငယ်တွေလည်းတုံးတတ်တယ်နောက် project ကောင်းကောင်းပေးရင် तू ဟာတော်တော်လေးလုံးဖြစ်တယ်ဘာဆိုလာလို့အသိပြုတော့မှ तू တနှစ်ခွဲအတွင်းမှာအမပေးချန်ပီယံဆိုဖလားကိုခန်းစစ်အကောင်းဆုံးပုံစံနဲ့ तू ရခဲ့တာဗောလေဘလို့မြင်ကြလဲစပါးပေးတတ်တယ်ကိုမမဝေရမှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်